တနင်္သာရီတိုင်းဒဝဲခရိုင်တရချောင်းမြို့နယ်မင်းတက်ရွာဘုံကြီးကျောင်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့ပြီးခဲရန်နဲ့စစ်သုံးဆောင်ပစ္စည်းချို့တင်းစီရမိခဲ့တယ်လို့ KNU တပ်မဟာလေးစီကသိရပါတယ်။တရချောင်းမြို့နယ်မင်းတက်ရွာဘုံကြီးကျောင်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့ဇွန်လ26ရက်နေ့လယ်တနာရီလောက်က ော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါလက်နက်တွေတော့မရလိုက်ပါဘူးသူတို့ကြံရှိတဲ့စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတော့ယူသွားကြတယ်ခဲရက်နဲ့စေတုံးဆောင်ပစ္စည်းချို့ကိုကျွန်တော်တို့သိမ်းဆည်းရမိခဲ့ပါတယ်လို့ KNU မိတ်တဝဲခရိုင်ကဘဒူစောအင်နာက ARD Times ကိုပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးခဲရက်နဲ့စေတုံးဆောင်ပစ္စည်းချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ကရင်မျိုးသားလူမျိုးရေးတက်မတော် KNL တက်ခွဲနစ်နဲ့တော်လိုင်းဘူအောင်တက်ဖွဲ့တို့ဟာဇွန်လ26ရက်ည3:00နာရီခန့်မှာမင်းတဲ့ရွာကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမင်းတဲ့ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်းဝတဲ့စခန်းကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့အဲ့ဒီတိုင်ရင်စီကတီးရပါတယ်အခုတိုက်ခိုက်မှုကို KNL တိုင်ရင်စနစ်လောက်ခံတက်ခွဲနစ်နဲ့ မာမိတ်ပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူပေါင်းတက်တွေဘက်ကအထီးကိမရှိ စုခွာလာနိုင်ခဲ့တယ်လို့သိရပါရှင်။